ဓမ္မဒီမှာဆိုရင်တော့လူငယ်တွေကဘာမှအသက်လက်ရှင်နေသေးရတော့ကျိုးမရှိဘူးလို့ခံစားနေရတယ်သူတို့အနာသိမ့်ပြီးတော့နောက်ပိုင်းမှာနော်သူတို့စစ်တဲ့ရောက်တော့အာမစုဆောင်ရတဲ့နေရာမှာကျွန်တော်တို့ဆိုရင်ဖိနှိပ်ခံဘဝရောက်လာတာပေါ့ဘယ်တော့လဲတော့လွတ်လပ်ခွင့်တွေလည်းပိတ်သွားတယ်သူတို့စစ်တဲ့နေရာမှာအာမကူးဘဝကိုမပိုင်တော့တဲ့ဘဝကြီးပြစ်သွားတောင်ရင်ထဲကငှက်ကလေးလို့ပုံစံမျိုးလွတ်လပ်ခွင့်တွေပိတ်သွားတယ် 头脑开了。 ကျွန်တော်နာမည်ကတော့မောင်ရဲလွန်ဖြစ်ပါတယ်။တော့စစ်မှုထမ်းအပစင်ရှိကလည်းဆင်းလာတာ။တက်ကတော့တရချောင်းလို့ကြာခမ304ပစင်ရှိမှာဆင်းပြီးတော့မိုးတော်မှာမိုးမှန်တင်နေရပေါ့။တင်နေတဲ့ဒီဘက်ဒီဘက်ကိုတွလဲပြောင်းလာတယ်။ကျွန်တော်စကိုင်းတန်းရကြ။စကိုင်းတန်းပြီးကျဆုံးမနေရတယ်ကျွန်တော်တို့အလုံးကိစ္စရှိလို့မြို့ပေါ်တက်လာမြို့ပေါ်ကနေ တို့အမြန်လမ်းပေါ်မှာထွေးအောင်နဲ့ရဲနေရဂိတ်ချရောဖမ်းတယ်ကျွန်တော်အချိန်မှာခုနှစ်ယောက်လောက်ရှိတယ်စစ်ဆေးနေရဘူးသူလည်းအဲ့လိုဖမ်းခံရမှမသိသေးဘူးသူလည်းစစ်ဆေးနေတော့ကျွန်တော်လည်းရောက်ကျွန်တော်ကားပေါ်သုံးအောင်တော့ဖမ်းခံသူတို့ဘယ်ချိန်ဟွာသူ့လဲဆိုတော့၈နာရီလောက်ရှိတယ်ကျွန်တော်ဖမ်းခံအာဒါမျိုးလေးလည်းလက်ခင်းစိုးရေးဆိုတော့ကိုကတော်တော်လေးကိုဘယ်ပြောမှာမထင်လဲမထင်တာဘူးဗျာမနက်စိုးရေးစိုးရတော့ အဲကျွန်တော်ကျွန်တော်ကားပေါ်ဆိုဦးစင်းလဲပါတယ်ဗျာကလေးစိတ်ထိုးတွေလဲပါတယ်အဲ့ဒါလည်းလဲသွားမှာလို့မျိုးကျွန်တော်တို့ကဒီလိုပဲခီးသွားတယ်အဲ့လိုပြောတော့မမုံနေပြီးမမုံနေသိမ့်ပါဟောရဖုန်းနေသိမ့်နေအဲ့ဒါလည်းသူတို့ထွေရုံခေါ်တာပဲဖုန်းကျွန်တော်တို့ဆိုဖုန်းဝင်တားသေးတယ်ဗျာဦးစင်းပါကျွန်တော်တို့တပည့်တွေအဲ့ဒါတွေကဘာမှအပြည့်မရှိဘူးအဲ့လိုဝင်တားတယ် ဒါဖုန်းနဲ့မဆိုင်ဘူးဖုန်းဥဒင်းပြန်တော့ဥဒင်းကိုပြန်ခိုင်းပါဟုတ်ကျွန်တော်တို့ပေါ်လာဆိုရင်ပြောဘယ်ကောလဲဆိုတော့ကျွန်တော်တို့ထွေရုံးခေါ်ပါရထွေရုံးရောက်တော့သူတို့ရဲတယောက်ကစောင့်နေတယ်တယောက်ကအဲထွေအုပ်တွေမှတ်တာပဲထွေအုပ်တွေဖောင်းသူတို့မှစားရစားတယ်လည်းရှိကျွန်တော်တို့အိမ်တော်ဇာရင်လည်းအဲ့လိုဖောင်းနေဖြစ်ရသူတို့ဘယ်လိုဖြစ်ရဖောင်းရင်လဲနောက်ကြမှာဖောင်းဖြစ်ပြီမှဆိုတော့ ကျွန်တော်တို့မင်းလာလက်မှတ်ထိုးလက်မှတ်ထိုးအဲ့ဒါနဲ့ပြီးတော့ကျွန်တော်တို့စူတောင်းရေကိုပို့စူတောင်းရေမှာ၂ရက်လောက်နေလိုက်ရတယ်စူတောင်းရေရောက်အောင်ရှင်ကျွန်တော်တို့သပင်ကောက်ထိုးတော့တာဟာတွားပြီးဘာလို့တော့စမှုတန်းလည်းပါပြီးထင်တယ်လို့ကိုကိုစိတ်လည်းထင်နေတော့တာပေါ့ ျွန်တော်ဘတ်စင်မှာတော့398ယောက်လောက်ရှိတယ်ပေါ့အရမစုတောင်းခံရတာတော်များပါတယ်ဒါပေမဲ့တော့ကျွန်တော်တို့ရောက်တရဆိုရင်တော့80လောက်ကအရမစုတောင်းခံရတယ်ဘယ်လိုစိန်ပွဲသားဆိုလားမသိဘူးအဲ့လိုတယောက်ရှိတယ်အဲ့လိုသူတို့ပတ်စံနဲ့အကြီးကဲပိုင်းနေနဲ့ဆက်ဆက်ပြီးတော့အဲ့လိုထွက်သွားတာရှိတယ်သူပတ်စံလို့ထောင်ကျော်လောက်ပေးလိုက်ရလို့ကြားတယ်တဲ့ရငယ်လူကတော့ကျွန်တော်ပတ်စံမှာတယောက်တော့ပါတယ်စက္ကွန်ရှိတယ်သူက ကျွန်တော်တို့လူလက်ပိုင်းနေရများတယ်တက်ကြီးတွေဆိုရင်သူကစကန်းတောင်းနေပါတယ်ညာစကန်းတောင်းရင်40ကျော်ရေးလို့အဲ့လို50နာနီးရဲ့လူတွေပါတယ်စကန်းတောင်းကတက်ထဲကနေမှထွက်ပြေးပြီးမှတက်ထဲကိုပြန်ဝင်တဲ့လူတွေညကြီးရင်ဝင်မှာတော့ရှိတယ်တချို့ဆိုရင်အဲ့လိုမလုံနိုင်လို့ထိုင်နေရလို့မောတဲ့လူတွေဆိုရင်အဲ့လိုစေကန်းရပါတိုင်းတိုင်းမပေါ်ဘူးညာမင်းမလုံနိုင်ရင်သွားနော်ဒီတိုင်းပဲနေ အရေးထဲတော့မလာရောနေဘူးလဲထိုင်နေတယ်အဲ့လိုနေမကောင်းတဲ့လူတွေကြမ်းမပြည့်တဲ့လူနှစ်ယောက်ပါသူတို့ဆိုရင်အတိုင်းပဲသူတို့ဆိုပို့ဆိုးတာပေါ့အဲ့လိုမလုံးနိုင်တဲ့လူတွေဆိုတော့သူတို့ထင်တာလုံးနေတဲ့လူတွေတော့သူတို့ဆိုရင်ဝိုင်းဖိနှိပ်ကြကိုလိုက်ရင်ကမကောင်းတဲ့လူတွေမင်းဘာလို့မလုံးနိုင်ရမလဲအများကြီးတော့လုံးနိုင်နေရတယ်ဆိုတော့အဲ့လိုမတရားခိုင်းနေသူသားမဆန့်မှုနဲ့အဲ့လိုခိုင်းနေသူကမွေးကြလက်တစ်ဖက်မတန်တာလက်တစ်ဖက်ကတဲ့နေနေ အဲ့ဒါလည်းတင်နန်းဆင်းပြလိုက်တာပဲတင်နန်းကာလမှာကျွန်တော်တို့စိတ်ဖိစီးမှုကတော်တော်များတယ်သူတို့ခိုင်းတာရည်လည်းမလုံးချင်ဘူးကြာစိတ်လည်းမပါဘူးသူတို့ခိုင်းတာရည်စိတ်ပါလို့ဝင်ခဲ့ရလည်းမဟုတ်ဘူးသူတို့အားမဆူဆောင်းတာလည်းဝင်ခဲ့ရတယ်တော့တော်ဆိုးတယ်စားတော့ရှိတယ်စီရတော့ပါပြင်မယ်ကိုရင်းရှိပြောဟုတ်စားတော့ရှိရကိုရရှိရတော့တိတ်မရှိတော့ပြောအောင်ခဏလိုက်ဘူးရထုတ်တယ် ကျွန်တော်ဆိုဆက်သွယ်ပြီးတော့ဒီဘက်ညီချိန်ဆက်နဲ့ဒီဘက်ကိုလွှဲကြောင်းရဲ့အချိန်မှာဒီဘက်မှာ AC ပါတို့ဘယ်ဘက်မှာခုံလုံးလဲဆိုတော့ MN လေးမှာကျွန်တော်ခုံလုံးလဲပါ AC ပါပဲသူတို့ကတော့သူရေကိုရင်းလို့နေတယ်သူတို့ပဲသူတို့ပဲသွားသူတို့ပဲစားသူပဲလာဒါပဲကျွန်တော် AC ပဲအားရတော့လိုက်အေးလိုက်လောက်ရကြီးရအခုညီလောက်လိုက်ကျွန်တော်ထွက်သေးရဆိုတော့သူတို့ကအချုံနောက်ဘက်မှာကျွန်တော်မနေချင်ဘူးကြီး ျွန်တော်တို့ဆိုရင်မရအပေါ်တာဆိုရင်မရကရုံးထမယ်ဆိုတော့ဆန္ဒရှိပြီးတာကျွန်တော်တို့တော်လန်ရေးတစ်ဖွဲ့နဲ့ချိန်ဆက်တယ်ချိန်ဆက်ပြီးတော့ဘယ်နေမှာဘယ်သူရှိတယ်ကျွန်တော်အသည့်တွေအဲ့လိုဘယ်သူရှိတယ်ရှိရတယ်ချိန်ဆက်ကျွန်တော်ဒီဘက်ရောက်မှန်းသိတော့ဒီဘက်ကတကယ်ချင်းတရားနဲ့နှမ်းချိန်ဆက်ပဲလို့ဗတ်ကြောင်းပြီးတော့ခုလုံးလေးဝေးဘာရွေးလာကျသားလေးဟာကျွန်တော်လည်းဂျုံးလားဒီမှာဘာဖြစ်နေလဲ ြောင်းဟုတ်ကွေလက်ရကောင်းနေနေပါဆွဲရတော့ဒီမှာဆက်ရပါမယ်အားရပြေပါဆေးကိုယ်တငယ်ချင်းပြီးရတယ်ဒေါ်လာရင်းဖွဲ့ရမှာရှိအဲ့လိုပဲကျွန်တော်တို့ကမတရားစုဆောင်ခံရဆိုတော့ကျွန်တော်တို့ကဘလို့ဖြစ်လဲဆိုတော့အင်ဂျင်ချင်းဦးမတ်ဒုက္ခလို့ဖြစ်တာပေါ့အဲ့လိုကျွန်တော်တငယ်ချင်းနဲ့ထိတ်ထိုက်တွေ့ဆုံခဲ့ရင်လည်းကျွန်တော်ကတက်နိုင်ဆုံးရှောင်မယ်မရရဆိုမိုးပေါ်ထောင်းတင်မယ်အဲ့ဒါမှမရဘူးဆိုရင်အဲ ကိုကတေခံလိုက်မယ်ကျွန်တော်တငယ်ချင်းဘက်တွေတော့ကျွန်တော်ထိခံခံကျွန်တော်စစ်တပ်ထဲမှာမလွတ်မြောက်လည်ဘူးအဲ့လိုစစ်တပ်ထဲမှာချုံနောက်ခံနေရဆဲဆိုရင်တော့ကျွန်တော်တော့မရအောင်ရုံးထွက်မယ်ကိုတငယ်ချင်းအနေနဲ့လည်းအဲ့လိုထိတိုက်တွေ့ကျင်မရရဆုံးသူတို့နောက်လည်တနက်ပြေအောင်ပဲရှိတာပဲကျွန်တော် တော်တို့လူငယ်ဘဝရတော့သူတို့အားမအာနာသိန်းကြီးကကျွန်တော်တို့လူငယ်ဘဝရပါအိမ်မက်ဆိုပါလဲပျောက်သွားတာခုဟိုလာဆွဲခံပူဆိုးတာပေါ့ကျွန်တော်တို့ဆိုရင်ဘာသူ့ဘူးပြီးဘာလောက်ရမလဲဘာခိုင်းမလဲမသိတော့ဖြစ်တာဘဝစီရဲတို့ကလုံးမနေတဲ့အချိန်မှာခုလိုကြီးရုပ်ရည်ကြီးဖြစ်သွားတော့ကျွန်တော်တို့ဘဝအတွက်တော့နည်းနည်းချိုးနှိမ်ဖြစ်သွားတာညွန့်ညွန့်ခူးလို့ခလာ ဓမ္မဒီမာဆိုရင်တော့လူငယ်တွေကဘာမှအသက်လက်ရှင်နေသေးရတော့ကျိုးမရှိဘူးလို့ခံစားနေရတယ်သူတို့အနာသိပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကျွန်တော်တို့ဇွားမှာထွန်းတန်ငါလိုက်မောင်းနေတယ်အဲ့နဲ့ဇွားမှာစာဝန်နေခက်ခဲကြုံလို့နိုင်ငံခြားကိုထွက်ဖို့ကျိုးပန်းရင်းနဲ့လမ်းမှာကျွန်တော်တို့ဖမ်းဆီးခံချိန်ပေးဆက်လိုက်တယ်ကျွန်တော်တို့ဆိုရင်ဒါပေမဲ့ဒီကြားထဲမှာမှအရင် လွှတ်ပြီးတဲ့ငွေတို့ရှိတယ်အဲ့ဒီလေကျွန်တော်တို့ကြတော့စာဝန်တွေစင်မတီတော့လို့ခက်ခဲရောအများရှိသစ္စာတွေရောက်လာကျွန်တော်ဘာဘာဂျီမန်းချက်မှလည်းရှိတော့ဘူးကြာကျွန်တော်တို့ဂျီမန်းချက်တွေပျောက်သွားတယ်သူစစ်တဲ့ရောက်တော့အာမအစူတောင်းခံရတယ်မှာကျွန်တော်တို့ဆိုရင်ဖိနှိပ်ခံဘဝရောက်လာတာပေါ့ဘယ်တော့မှာတော့လွတ်လပ်ခွင့်တွေလည်းပိတ်သွားတယ်ဘလို့စစ်တဲ့မှာ အာမကိုးဘွားကိုမပိုင်တော့တဲ့ဘွားကြီးပြစ်သွား။တောင်ရင်ထဲကငှက်ကလေးလိုပုံစံမျိုးလူလက်ခွင့်လေးပိတ်သွားတယ်။ချုံနောက်ခံတယ်။ဒီဒေါ်လာရဲ့ဖွဲ့ရည်ကြီးကျွန်တော်ပတ်စရီကို ခုနေပေးဖို့ကတော့လိုအပ်တယ်ကျွန်တော်တို့ပါစတွေကစစ်တပ်ဖက်ကလည်းမဟုတ်ဘူးကျွန်တော်တို့ကအာရမဆူတောင်းခံရတဲ့လူတွေဖြစ်တဲ့အတွက်ဒေါ်လင်းဖွဲ့တွေကအဲ့လိုကူညီခြင်းအပြင်ကျွန်တော်တို့ဒေါ်လင်းကြီးလည်းအများဆုံးပြီးမြောက်အောင်သူတို့စစ်တပ်လည်းအများကြီးညှော်နေစေတယ်ပေါ့သူတို့ကတော့အကြံဉာဏ်ပေးကြတာတော့ကျွန်တော်တို့ဒီရောက်တဲ့နေရာမှာပေါ့ဒေါ်လင်းဖွဲ့ရှိတယ်အဲ့ဖွဲ့နဲ့ချိန်ဆက်ပါချိန်ဆက်ပြီးတော့မေရရရင်နေနဲ့ဗကြောင်းခဲ့ပါဒီဘက်ကလည်းလူချွေးစွာကြိုးနေသေးပါ ။အဲ့တော့အဲ့ဒီ6နိုင်လောက်ကြီးညောင်တာပြတ်သွားတယ်။6နိုင်။အေးကျွန်တော်ဘယ်နှစိုးကြီးလဲ7နိုင်။7နိုင်ဘယ်လား။ဒီကွာမင်းတို့ကနေပြန်လာဆိုးတာပေါ့မတော်ရတာညမောကြီး6နာရီဆိုတော့ဒါနည်းလေးမအောင်ဘူးထွက်စားနေနေတာဆွဲစားလွန်မြောက်လာတဲ့ level ကျောက်တော့ကျွန်တော်တော့စိတ်ထဲမှာလွတ်လွတ်လပ်လပ်ပဲပျော်တယ်ရဟိုချုံလောက်ပဲလဲစားရင်ဒီဘက်ကဘိုးပြောလွတ်လပ်ခွင့်ရှိတယ်ကိုဖြစ်ချင်တဲ့ဆန္ဒအတိုင်းလဲသွားလို့ရတယ်ကျွန်တော်တို့ဒီ ော်လိုင်းအဖွဲ့ရောက်တော့ကိုဘွားကိုပြန်ရရလိုလက်ခွင့်တွေအများကြီးရလာပါတယ်။ဘာလို့လဲဆိုတော့ဒီနေ့ဆိုရင်မိုးမှန်ပြန်ဖို့ကတနည်းတော့ကြာမိုးမှန်မှာနှစ်ပတ်နှစ်ပတ်သိနေတယ်။အေးအေးဆိုရင်လို့ဆက်သွယ်ရရင်ကိုသားလေးသိပြီလားပါလားမသိရဘူး။ဆက်သွယ်လေပြန်။မိမတွေကတော့တော်တော်ကောင်းပါတယ်ကျွန်တော်ဆိုရင်အဲ့ထဲမှာရှိနေကာလာပဲလို့မြရရရင်ဒီနေ့အိမ်ကိုဆက်သွယ်တယ်ကျွန်တော်ရုံးထွက်မယ် တယ်အဆင်ပြေတယ်အဲ့နဲကျွန်တော်တကယ်ချင်းရှိတယ်ဒီဘက်မှာအဲ့နဲချိတ်ထားတယ်အေးအင်အားလည်းပြောတယ်ခွေးရရဲ့အဲ့လိုရုံးထွက်နိုင်ရုံးထွက်ကျွန်တော်ပြောတယ်မြဲတယ်အလာမဲအလာမဲစိတ်ချလို့တော့တိုင်ပါတယ် promote ပါမလဲရဆိုင်ပါတော့မှပြင်ပြပါဖြစ်နေတာလေးဖြစ်ဖို့အရင်လဲထောက်မရအောင်ကျွန်တော်လုပ်ငန်းလေးဆက်လုပ်ဖို့အစီအစဉ်ရှိတယ် ခွေးရောပေါ်ရက်တင်အောင်ကျိုးစားမယ်။အောက်ကျအိမ်ကိုလည်းထောက်ပံ့မယ်။ဝါရီမန်းရက်တွေကိုအဲ့လိုပြီးနေအောင်လှုပ်ဖို့ကျွန်တော်ဆုံးဖြတ်တယ်။ 温暖了敬畏世人